်မင်္ဂလာပါ theology ဒီလိုစာကနေကြိုဆိုပါရစေလူတို့ကြံစည်ရမမီနိုင်နဲ့ဖျားသခင်ထံကညီသက်ခြင်းနဲ့ပြည့်စုံကြပါစေဒီနေ့တော့ခရိယန်တွေကဘာသာဆွဲတယ်စီယုံသိမ်းသွင်းတယ်လို့တခြားခရိယန်မဟုတ်တဲ့သူတွေကမြင်ကြတာနဲ့ပတ်သက်ပြီးခရိယန်တယောက်ရဲ့သဘောထားကိုပြောပြခြင်းပါတယ်ပထမဆုံးအနေနဲ့တော့ကက်တင်ရှင်သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလာဖို့ခရိယန်တွေကနှီးမျိုးစုံနဲ့စူးစမ်းကြတယ်ဆိုတာအမှန်ပဲဖြစ်ကြောင်းဝန်ခံခြင်းပါတယ် အတချို့တွေကအရေးအကဲကိုကြည်ပြီးတင်တင်မှုမှုစူးစမ်းကြတယ်။တချို့ကြတော့လည်းအရေးအကဲကိုမကြည့်ပဲစွလုတ်တက်ကြတယ်။တချို့တွေကြတော့လည်းလိုအပ်တဲ့အကူအညီတွေထောက်ပံ့ပြီးသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလာအောင်အနည်းမျိုးမျိုးနဲ့အားထုတ်ကြပါတယ်။ဒီလိုမျိုးနည်းမျိုးမျိုးနဲ့ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းသခင်ယေရှုခရစ်တော်ကိုယုံကြည်လာနိုင်စေဖို့ခရိယန်တွေကလှုပ်ဆောင်ကြတယ်ဆိုတာအမှန်ပါပဲ။ဒီလိုလှုပ်ဆောင်ကြတာကိုကြည့်ပြီး ခရိယန်တွေဆိုတာအရန်ဘာသာဆွဲတဲ့ဘာသာလို့နာမည်အတက်ခံရတာလည်းဖြစ်ပါတယ်ဒီလိုမျိုးကက်ဒင်ရှင်သခင်ယေရှုခရစ်တော်ကိုလူတိုင်းလက်ခံလာစေဖို့ဘာလို့အသေးအသက်နှီးမျိုးစုံနဲ့လုံနေကြတာလဲလို့မေးရင်တော့တစ္ဆာတရားနဲ့မေတ္တာတရားကြောင့်ဖြစ်ပါတယ်လို့တိုက်ရိုက်ဖြေပေးခြင်းပါတယ်ဒါကိုနားလည်စေဖို့ရန်အတွက်ကျွန်တော်ဥပမာပေးပြီးပြောပြခြင်းပါတယ်အကယ်၍ကျွန်တော်တို့အရန်ချစ်ခင်မြတ်လို့ရတဲ့မိသားစုတွေနေထိုင်တဲ့မြို့ကိုအရန်ကြောက်စရာကောင်းတဲ့မုံတိုင်းကြီးကြားရောက်တော့မယ်ဆိုတဲ့သတင်း ကျွန်တော်တို့ကြားသိခွင့်ရတယ်ဆိုပါစို့အဲ့ဒီကြားရတဲ့သတင်းအတိုင်းလေတကယ်ကိုဖြစ်လာမယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဆိုပါစို့ဒီခါမှာ ကျွန်တော်တို့ကအဲ့ဒီမြို့မှာရှိတဲ့ချစ်ရတဲ့မိသားစုတွေကိုအဲ့ဒီမြို့ကနေထွက်သွားဖို့ပြောပင်မဲ့မိသားစုတွေကလည်းကိုယ်စကားကိုမယုံလို့ဒီအတိုင်းပဲဆက်နေကြမယ်ဆိုရင် ဖြစ်ချင်ရာဖြစ်ဆိုပြီးကျွန်တော်တို့ပြစ်ထားမလားဒါမှမဟုတ်နှီးမျိုးစုံတုံးပြီးအဲ့ဒီမျိုးကနေထွက်သွားစေဖို့ကြိုးစားမလား တကယ်ချစ်တယ်ဆိုရင်တော့ကျွန်တော်တို့ဤအမျိုးမျိုးသုံးပြီးကျွန်တော်တို့ချစ်ရတဲ့မိသားစုအဲ့ဒီမျိုးကနေထွက်သွားစေဖို့ရန်ကြိုးစားမိမှာပါပဲအဲ့ဒီလိုကြိုးစားတဲ့အခါမှာလည်းတခါတလေအလိုက်မသိတဲ့စကားမျိုးပြောမိရင်လည်းပြောမိနိုင်ပါတယ်မက်လုံးတွေလည်းပေးမိရင်ပေးမိနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့ချစ်ရတဲ့မိသားစုဘေးဒုက္ခကနေလွတ်မြောက်စေခြင်းလိုပါဒီဥပမာမှာတော့ဒီမုံတိုင်းကြလာမယ်ဆိုတာကအမှန်တရားဒါမှမဟုတ်သစ္စာတရားဆိုတဲ့သဘောရှိပြီး ူတို့ကိုလွတ်မြောက်စေချင်တာကတော့ကိုယ့်ရဲ့ချစ်ချင်းပြတာဖြစ်ပါတယ်။တခြားမျိုးတမျိုးမှာလူတွေပို့ပြီးများသွားစေချင်လို့လည်းမဟုတ်ပါဘူး။ကိုယ်ယုံတာကိုလိုက်ပြီးယုံစေချင်လို့ဆွဲတာမျိုးလည်းမဟုတ်ပါဘူး။ဒါကခရိယန်တွေဧဝံဂေလိတရားဟောရခြင်း၊သခင်ယေရှုခရစ်တော်ကိုယုံကြည်လာဖို့ကြိုးစားရခြင်းရဲ့သဘောတဘာဝဖြစ်ပါတယ်။ကျွန်တော်တို့ခရိယန်တွေယုံကြည်ထားတဲ့တစ္ဆာတရားအမှန်တရားကတော့လူတိုင်းဟာအပြစ်ရှိနေပြီးတော့အပြစ်ရှိတဲ့လူတိုင်းဟာသာဝရပျက်စီးခြင်းကိုရောက်မဲ့အနေအထားမှာရှိပါတယ် ဒါကကျွန်တော်တို့ယုံကြည်ထားတဲ့သစ္စာတရားဖြစ်ပါတယ်။လူတိုင်းမှာအပြစ်ရှိတယ်။အပြစ်ရှိတဲ့လူတိုင်းကလည်းထာဝရပျက်စီးခြင်းကိုရောက်မဲ့အနေအထားမှာရှိတယ်။ဒီလိုထာဝရပျက်စီးခြင်းဘေးဒဏ်ထာဝရပျက်စီးခြင်းဆိုတာကမြေပေါ်မှာကျွန်တော်တို့ဒီကနေ့မှာကြုံနေကြရတဲ့စစ်မှတ်ဘေးဒဏ်တွေ၊ယောဂကဆူဘေးဒဏ်တွေ၊မုံတိုင်းဒဏ်တွေ၊ငလျင်ဒဏ်တွေထက်မရှင်နိုင်အောင်အစာပေါင်းများစွာဒုက္ခခံရမဲ့ဘေးဒဏ်ဖြစ်ပါတယ်။ စစ်ဘေးယောဂဘေးတဘာဝဘေးအန်နေတွေထက်အစပေါင်းများစွာပိုဆိုးတယ်ဆိုတဲ့အကြောင်းကိုမြင်တောင်းကျွန်တော်နည်းနည်းလောက်ထပ်ပြီးပြောပြချင်ပါတယ်ဒီလိုမျိုးစစ်ဘေးတွေယောဂဘေးတွေတဘာဝဘေးအန်နေတွေကြုံရတဲ့အခါမှာအဆိုးဆုံးအနေနဲ့ကျွန်တော်တို့တွေးကြုံနိုင်တဲ့အရာကတော့အချိန်တိုင်းတာတစ်ခုအထိနာကျင်ရခြင်းနဲ့တည်ဆုံးခြင်းပဲဖြစ်ပါတယ်နာကျင်ခြင်းကအကန့်အသတ်နဲ့ပဲခံကြရပါတယ် စေဘေယောဂဘေးတဘာဝဘေးအနယ်တွေကြုံတဲ့ကမှာဒီလို နာကျင်ခြင်းကဒုက္ခက ပြင်းထန်လွန်းနေဆိုတာ အမှန်ပါပဲကြောက်စရာလည်းကောင်းပါတယ်ဒါပေမဲ့အကန့်အသတ်တော့ရှိပါတယ်အချိန်အကန့်အသတ်တစ်ခုတွင်းမှာပဲခံရပါတယ်ထာဝရပျက်စီးခြင်းဘေးဆိုတာကကြတော့အသက်ရှူရက်ပြီးခြုံငိမ့်သွားခြင်းနဲ့ဆိုရင်တော့ခြုံငိမ့်မသွားနိုင်ပဲပျက်စီးခြင်းဒုက္ခကို အချိန်အကန့်အသတ်မဲ့ဇက်တိုက်ဇက်တိုက်ပျက်စီးခြင်း ်ထာဝရပျက်စီးနေတဲ့ဘေးဒုက္ခနာကျင်ခြင်းဖြစ်ပါတယ်။တမန်တရားအရလူတွေကမြေပေါ်မှာအသက်ရှူရက်သေဆုံးသွားကြရပေမဲ့ထုံငိမ့်သွားခြင်းမရှိဘဲထာဝရကာလကိုဝင်စားကြရမှာဖြစ်ပါတယ်။အဲ့ဒီထာဝရကာလမှာကြာရင် အပြစ်ရှိတဲ့သူတွေက ထာဝရပျက်စီးခြင်းဘေးဒဏ်ကို ခံကြရမှာဖြစ်ပါတယ်။ဒါကအပြစ်ရှိနေတဲ့သူတွေရင်ဆိုင်ကြုံတွေ့ရမယ့်အပြစ်စီရင်ခြင်းထာဝရပျက်စီးခြင်းဘေးဒဏ်ဖြစ်တယ်လို့ ျွန်တော်တို့ခရီးရန်ဖြစ်တဲ့သူတွေကယုံကြည်ထားပါတယ်။ဒါကကျွန်တော်တို့လက်ခံထားတဲ့သစ္စာတရားပါ။နောက်ထပ်သစ္စာတရားတစ်ခုကတော့အပြစ်ရှိနေတဲ့သူတွေအတွက်အပြစ်ကြွေးကိုကယ်တင်ရှင်သခင်ယေရှုခရစ်တော်ဖခင်ကကြားဝင်ပေးဆက်အသေးခံပြီးသွားပြီ။အသေးခံယုံတယ်မကဘူး။အပြစ်ကြွေးကြေတဲ့သက်တည်အနေနဲ့လည်းအသက်ပြန်လဲရှင်ပြန်ထမြောက်ခဲ့ပြီးပါပြီ။သခင်ယေရှုခရစ်တော်ကမိမိအတွက်အပြစ်ကြွေးပေးဆက်အသေးခံပြီး ရှင်ပြန်ထမြောက်ခဲ့ခြင်းကိုယုံကြည်လက်ခံပြီးသခင်ယေရှုခရစ်တော်ကိုအမိပြုအားကိုးမယ်ဆိုရင်တော့အပြစ်ရှိနေတဲ့ဘဝကနေလွတ်ပြီးထာဝရပျက်စီးခြင်းဘေးဒဏ်ကနေလည်းလွတ်မြောက်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူ ခရိယန်တွေကလူတိုင်းကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကိုယုံကြည်လာစေဖို့ကြိုးစားလုပ်ကိုင်ကြခြင်းလည်းဖြစ်ပါတယ်။ဒီလိုကြိုးစားလုပ်ကိုင်ရခြင်းကချစ်ရတဲ့လူသားတွေ ထာဝရပျက်စီးခြင်းဘေးဒဏ်ကနေလွတ်မြောက်စေဖို့ဆိုတဲ့ချစ်ချင်းမြတ်တာလှုပ်ဆောင်ချက်ဖြစ်ပါတယ်။ခရိယံလူဦးရေတိုးပွားလာဖို့လည်းမဟုတ်ပါဘူး။အကယ်၍ဘာသာဝင်လူသစ်တိုးပွားဖို့ခရိယံလူဦးရေတိုးပွားဖို့လုပ်နေခြင်းတသက်ဆိုရင်တော့ဒါကမကောင်းမသင့်တဲ့ဘာသာဆွဲမှုဖြစ်ပါတယ်။ဒါပေမဲ့ဘေးဒုက္ခကလွတ်မြောက်စေမဲ့လမ်းဖြစ်တာကိုတကယ်ယုံကြည်ပြီးဤအမျိုးမျိုးနဲ့စီးယုံတာဆိုရင်တော့ ါကချစ်ချင်းမြတ်တာလှူဆောင်ချက်ဖြစ်တယ်လို့ပြောပြခြင်းပါတယ်။ညီကုန်းချုပ်အနေနဲ့တော့ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကိုယုံကြည်လာစေဖို့ခရိယန်တွေကနှီးအမျိုးမျိုးသုံးပြီးမလုံးပေးတဲ့အခါမှာလည်းပေးပြီးစီယုံဟောပြောကြတယ်ဆိုတာအမှန်ပါပဲ။ဒီလိုလှူရခြင်းကတော့လူတွေကြောက်เสียအကောင်ဆုံးဘေးဒုက္ခတွေမကြောက်ရောက်စေခြင်းနဲ့ချစ်ချင်းမြတ်တာကြောင့်ပဲဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်အားဖြင့်အပြစ်မှလွတ်မြောက်ခြင်း ထာဝရပျက်စီးခြင်းဘေးမှလွတ်မြောက်ခွင့်ရှိနေပါတယ်။ထာဝရပျက်စီးခြင်းဘေးကနေလွတ်မြောက်နိုင်သူများဖြစ်ကြပါစေ။ဖျာသခင်ကောင်းချီးပေးပါစေ။